မင်္ဂလာပါတတမီမီလေးတို့ရေဒီနေ့ညမှာပြောပြပေးမယ့်ပုံမြင်လေးကတော့ရုပ်သေးဆရာဇနီးမောင်နှံတဲ့ဒါဆိုရင်ပုံမြင်လေးကိုစုံအောင်နားထောင်ကြကြအောင်နော်ရှေ့အခါကတဲ့အညာကြီးလက်တရွာမှာမင်းသားကိုင်မောင်ဆိုးလို့ခေါ်တဲ့လူတယောက်ရှိတဲ့ကွယ်အဲ့ဒီမောင်ဆိုးသာရုပ်သေးစင်မှာမင်းသားကျိုးဆွဲရတဲ့အလုပ်ကိုအလွန်နာမည်ကြီးတဲ့သူတဦးလည်းဖြစ်တယ်တဲ့မင်းသားကိုင်းမောင်ဆိုးမှာ ရုပ်သေးကျိုးဆွဲပညာကောင်းသလောက်ဖဲအလွန်အမင်းကစားတတ်တယ်။ဒါကြောင့်အပြူလေးတွေကလေမောင်ဆိုးအားအိမ်အောင်ပဲပြုရန်ရှောင်ဝင်းကြတယ်။လူပြိုကြီးဖြစ်နေရရှာလေတယ်။မောင်ဆိုးတို့ရွာတွေစိတ်ကထက်စိတ်ကောက်တတ်တဲ့မကြမ်းဆိုတဲ့အပြူကြီးတူလည်းရှိတယ်တဲ့။တနေ့မှအဲ့ဒီမောင်ဆိုးဟာမကြမ်းအားမျက်စိကြတဲ့ဖြစ်မြစ်တာမျှရဲ့ခြေရည်ဆူလေတယ်တဲ့။ အဲ့ဒီအခါမချမ်းကလေမိမိအားမေတ္တာမျှလို့လေဖဲမကစားပါတော့ဘူးလို့ဂရိပေးမှတုတ်ပြန်နိုင်ပြီအကြောင်းမောင်ဆိုးအားပြောလေတယ်တဲ့မောင်ဆိုးကလည်းမချမ်းတောင်းတဲ့ဂရိကိုအနုညွတ်လိုက်ရောတဲ့အတွက်မောင်ဆိုးနဲ့မချမ်းတို့အကြောင်းဆက်၍ပေါင်းဖက်ကအတင်လင်မယားဘဝကို ရောက်ခဲ့ကြလေတယ်ကွယ်အလိုနဲ့တလားခန့်ကြာတာမှမောင်ဆိုးဟာအချားရွာတရွာကို ရုပ်သေးကရင်သွားလေတဲ့အပြန်ပါလေဖဲဝိုင်းနဲ့တွေ့နေတဲ့ဖြစ်သူ့မှာအရင်တော့ကစားခြင်းနဲ့စိတ်ဘဝတနာပါတဲ့စိတ်တွေကိုမစွန့်လွတ်နိုင်တာကြောင့်ဖဲဝိုင်းကိုဝင်းပြီးတော့ဖဲရိုက်လေတယ်ရုပ်သေးပွဲမှာရလာတဲ့ငွေတွေလဲတပြားတစ်ချမ်းမှအိမ်ကိုမပါလာတော့ပဲအလုံးဖဲရှုံးပြီးကြံရိတ်ခဲ့လေတော့တယ်ကွယ် ဲ့လိုနဲ့အိမ်ပြန်ရောက်လာတဲ့အခါမှာမောင်ဆိုးဝါကိုစိတ်ချိုနေတဲ့ဇနီးမချမ်းအားစကားတခွန်းမှမပြောတော့ဘဲအိပ်ရာထဲတွင်တနေလုံးအိမ်နေလေရဲ့ကွယ်ခင်မွန်းတဲ့မောင်ဆိုး၏အကဲကိုရိတ်မိတော့ဇနီးတဲ့မချမ်းမှာမောင်ဆိုးဖဲရှုံးလာတာကိုမပြောဘဲနဲ့တိနေတဲ့ဖြစ်မကြည်မနက်ဖြစ်ခါအမျိုးမျိုးစောင်းချိန်၍ဆဲဆိုနေတယ်တဲ့ဒါပေမဲ့ ဘလောက်ပဲစောင်းချိတ်ဆဲဆိုပေးမယ်လေအိမ်အောင်ကြသည်မှတလမကြသေးဘူးလင်မယားရန်ဖြစ်ကြဘူးလို့အရက်ကကဲ့ရဲ့ကြမှာကိုစိုးရင်ရတာကြောင့်မောင်စိုးရဲ့မင်းသားရုပ်ကလေးကိုသာအမျိုးမျိုးချိန်ဆဲလီတယ်တဲ့မျက်နာကိုကတပြုံးစီစီနဲ့ပိုးလုံးကြီးဝစ်ပြီးဘာမှအတုံးမကြဘူးနင့်ကိုအယုတ်လို့ခေါ်ရမှတောင်းဒဇတ်တနာသေးရဲ့ငါတို့အိမ် နေရောက်တဲ့နေ့ကစပြီးလက်တိတ်တော့တာပဲအိမ်ဦးကန်းနဲ့မတူဘူးရေချိုးကန်းမှာတွားနေချေဆိုပြီးတော့လေအယုတ်ကလေးကိုရဲ့ရဲ့ဆက်ဆက်ဆွဲသွားပြီးရေချိုးကန်းထဲမှာပစ်ထားလိုက်တယ်တဲ့တနေ့တော့မကျန်းဟာစိတ်ကောက်ပြီးထမင်းမချဲဖဲနေတော့ကြောင့်မောင်ဆိုးမနနက်စာရောညစာပါမစားရဘူးတဲ့နောက်တည့်ရဲ့ပွဲဆက်ကရှိနေပြန်တော့လေမောင်ဆိုးဟာသူ့ရဲ့မင်းသားယုတ်ကလေးကို ရေချိုးကမ်းမှာပြင်စင်ကယူခဲ့ရပြီးပွဲကရန်ခရီးထွက်ခဲ့နေတယ်။နောက်တရက်ပွဲဆက်ရန်ရှိနေပြန်တော့လေမောင်ဆိုးသည်သူ၏မင်းသားယုတ်ကလေးကိုရေချိုးကမ်းမှာပြင်စင်ကယူခဲ့ရပြီးပွဲကရန်ခရီးထွက်ခဲ့တယ်တဲ့။ပွဲကတဲ့ညအချိန်ရောက်၍မင်းသားမင်းသမီးနှစ်ပါးသောအကမင်းသားကိုင်းမောင်ဆိုးကသူ့ သူတက်တဲ့ပညာကိုမခိုမကပ်ဖဲစူးစားပန်းစားအမှုတော်ထမ်းတာကြောင့်ပရိသတ်ကလေအယံကိုပဲနှစ်သက်သဘောကျသဖြင့်နောက်တလအကြာမှာမိမိတို့ရဲ့ရွာမှာရှိတဲ့အလှပွဲကိုလာရောက်ကပြပါဆိုပြီးတော့ဆရံငွေအဖြစ်ငွေ150ပေးလိုက်ကြတယ်တဲ့ဒီတစ်ခေါက်တွေ့မှုမောင်စိုးဟာဖဲမရိုက်တော့ပဲငွေထုတ်ကိုပိုက်လျက်အိမ်တို့ကောင်းစွာပြန်လာပြီလေသူ့ရဲ့ဇနီးတဲ့မကြမ်း မတိစီပဲပါလာသောငွေတုတ်ကြီးကို မိဖို့ချောင်ထဲမှာရှိတဲ့ဆန်အိုးထဲ၌ထည့်ထားလိုက်ပြီးမင်းသားရုပ်ကလေးကိုလည်းရေချိုးကမ်း၌ပင်ထားလျက်ရွာတွင်းသို့တနေ့လုံးအလဲအပတ်သွားနေတာပေါ့ထမင်းချက်ချေရောက်လာတော့မကျန်းကဆန်အိုးကိုဖွင့်လိုက်ရာငွေတုတ်ကြီးကိုတွေ့တယ်တဲ့ရေချိုးကမ်းသို့သွားတဲ့အခါမှာလဲမင်းသားရုပ်ကလေးကိုတဖန်တွေ့ရပြန်တယ်တဲ့ အဲ့ဒီအချိန်မောင်ဆိုးသည်ရွာထဲမှပြန်လာပြီးဖြစ်တော့ကြောင့်မတ်ချန်းကပြုံးရွှင်သောမျက်နှာကလေးနဲ့အိမ်ဝင်ပေါက်မှစီးချိုတယ်တဲ့ကိုဆိုးရဲ့ဘာလို့အယုတ်ကိုရေချိုးကန်နေမယုံမသိပြစ်ထားရတာလဲကို့မှာဓာတ်နဲ့အသက်မွေးနေရတာမဟုတ်လားသူခင်ဗျာပြုံးပြုံးကလေးနဲ့တနာစရာပါတော့ဟုပြောတော့အခါမောင်ဆိုးကနေပါစီမတ်ချန်းရဲ့အယုတ်ဆိုတာ ကျက်တေတကယ်ရုတ်တဲ့ပစ္စည်းဆိုတော့ရေချိုးကန်းနဲ့ပဲတော်တယ်မဟုတ်လားလို့ပြန်ပြောလိုက်တယ်။အဲ့ဒီအခါမတ်ချန်းကဒေါသကလေးပို့ကသူတော့တနေလုံးရွာထဲရှောက်လဲနေပြီးသူများကိုတော့တယောက်ထဲပစ်ထားတယ်ပြင်းနေတာပေါ့ဟုတ်ဘူးလားမင်းသားလေးရဲ့ကိုဆိုရှင်ဘာမှနားမလဲဘူးအယုတ်ဆိုတာနတ်နဲ့တော်ရဲ့တနခါအမွှေးကြိုင်ကလေးပဲ့ပြီးဆွေမင်းသားကလေးကိုအိမ်ဥကန်းမှာ ထားလိုက်ပါတော့ဟုပြောဆိုကအယုတ်ကလေးကို ရေချိုးကန်းထဲကဆွဲထုတ်လာတယ်။ထိုနေ့မှာမောင်ဆိုးဟာတဲ့နက်နဲစားလဲစားရတယ်ညစားလဲခင်းကောင်းကောင်းနဲ့စားရတာပေါ့ကွယ်ဒီပုံမြင်လေးကတော့လူတို့ဥလှရေးခဲ့တဲ့အညာကြီးလဲတဘာဝပုံမြင်လေးပဲဖြစ်ပါတယ်ပုံမြင်လေးကိုနားထောင်ပြီး အသိပညာဗဟုသုတတွေရကြပါစေ ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်ကျေးဇူးများကြည့်တင်ပါတယ်ရှင်